ိသတ်များအားလုံးမင်္ဂလာခင်ဗျာမော်ကွန်နိုင်ကအရှင်ပြည်လက်ခံကျင်းပပေးနေတဲ့ယူဆက်ကွန်မြို့ပြကွာဘလပြိုင်ပွဲဟာဒီညမှာတော့ swing final ပွဲစဉ်တွေကိုရှင်မြန်ကစားတော်မှာဖြစ်ပါတယ်ယူဆက်ကွန်မြို့ပြကွာဘလပြိုင်ပွဲရဲ့ swing final အဆင့်မှာလက်ရှိချန်ပီယံမြောက်ကိုရီးယားနာမည်ကြီးဘရာဇီးယူဆက်ကွန်နယ်သာလန်အမျိုးသမီးဘောလုံးအသင်းယူဆက်ကွန်မက္ဆီကိုအမျိုးသမီးဘောလုံးအသင်းတို့ပါဝင်နေပါတယ်ခင်ဗျာဟုတ်ကဲ့ swing final ပွဲစဉ်မှာလက်ရှိချန်ပီယံဖြစ်တဲ့မြောက်ကိုရီးယားယူဆက်ကွန်မြို့ပြသင်းကနာမည်ကြီး ်ဘရာဇီးယူဆက်ကိုမျိုးသမီးဘောလုံးသင်းနဲ့ထိတ်တိုက်တွေ့နေပါတယ်ယူဆက်ကိုမျိုးသမီးကွာဖလားပြန်မှာတော့မြောက်ကိုရီးယားကတော်တော်အောင်မြင်တယ်ခင်ဗျသုံးချိန်တော့ချန်ပီယံဖြစ်ထားပါတယ်ပြိုင်ပွဲသမိုင်းတစ်ချောင်းအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်အခုဒီချိန်မှာလဲမြောက်ကိုရီးယားယူဆက်ကိုမျိုးသမီးဘောလုံးသင်းဟာလက်ရှိချန်ပီယံဘွဲကိုကာကွယ်သွားနိုင်ခြေရှိတယ်လို့ခံမှန်းချက်တွေဖတ်ပေါ်နေပြီခင်ဗျအုပ်စုစစ်မှာတော့ကမြောက်ကိုရီးယားယူဆက်ကိုမျိုးသမီးသင်းဟာမက္ကဆီကိုကင်မရွန်နယ်သာလန်ဒီသင်းနဲ့တော့ဆူရကြခဲ့တယ်အုပ်စုရင်း၃ဘွဲလုံးမှာ အနိုင်ရရှိခဲ့တယ်။မက္ကဆီကိုငကုတ်ကုမရှိနိုင်နဲ့၊ကင်မရွန်ကိုငကုတ်ကုနိုင်နဲ့၊နယ်သာလန်ကိုငါဘုတ်ကုမရှိနိုင်နဲ့။သုံးဘွဲကစားသုံးဘွဲနိုင်ရမကုမအုပ်စုပုံနေရာကိုယူပြီးတော့မြောက်ကိုရိုက်ယူဆက်ကုမျိုးသမီးတင်ရှုံးထွက်စင်စီကိုရောက်လာခဲ့တယ်။ရှုံးထွက်စင်မှာအင်ရှင်မော်ရိုကိုနဲ့တွေ့တယ်။အင်ရှင်မော်ရိုကိုကိုမြောက်ကိုရိုက်ယူဆက်ကုမျိုးသမီးတင်က၆ဂိုးတခုနဲ့ဂိုးပြတ်ချိန်လွတ်လိုက်တယ်။ပြီးတော့ကွာတာဖိုင်နယ်ကိုဆက်လက်တက်လှမ်းလာတယ်။ကွာတာဖိုင်နယ်မှာအာရှပြိုင်ဘက်ဂျပန်နဲ့တွေ့တယ်။မြောက်ကိုရိုက်ယူဆက်ကုမျိုးသမီးတင်က ဂျပန်ယူဆက်ကိုမျိုးသမီးတင်းကို၅ဂိုးတခုနဲ့ဂိုးပြတ်နိုင်ပြီးတော့ swing final ကိုဆက်တက်လာတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ quarter final ပွဲစဉ်၄ပွဲမှာကျန်တဲ့၃ပွဲက penalty ဆုံးဖြတ်ပြီးကစားရတယ်မြောက်ကိုရီးယားတသိမ်းမဲ့မိနစ်60အတွင်းမှာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျအဲ့တော့မြောက်ကိုရီးယားဒီနေ့ညမှာရင်ဆိုင်ရှင်ပြိုင်ရမယ်ကျွန်တော်တို့ဘရာဇီးယူဆက်ကိုမျိုးသမီးတင်းကိုကြည့်လိုက်မယ်ဆိုရင်ဘရာဇီးယူဆက်ကုန်မြို့သမီးတင်းကအုပ်စုစစ်မှာတော့ကအီတလီ၊ကော့စတာရီကာ၊အင်ရှင်မော်ရိုကိုနဲ့တောက်စုတွေကြာခဲ့တယ် ်အင်ရှင်မော်ရိုကိုသုံးခုကုမရှိနိုင်တယ်ကော့စတာရီကာနဲ့တခုစီတေးကြတယ်အီတလီကိုလေးခုသုံးခုနဲ့ရှုံးတယ်အုပ်စုဒုတိယဖြစ်တယ်အုပ်စုဒုတိယဖြစ်နေရှုံးသွက်စင်ကိုရောက်ရှိလာခဲ့တဲ့ဘရာဇီးယူဆက်ကွန်မြို့တွင်းအသင်းဟာရှုံးသွက်စင်မှာတရုတ်ကိုသုံးခုကုမရှိနိုင်တယ်ပြီးတော့ quarter final quarter final မှာကနေဒါကို penalty ဆုံးဖြတ်ပြီးကစားပြီးမှ9ဂိုး၄ဂိုးဆွဲရလနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီညမှာတော့လက်ရှိချန်ပီယံမြောက်ကိုရီးယားယူဆက်ကွန်မြို့တွင်းအသင်းနဲ့နာမည်ကြီးဘရာဇီးယူဆက်ကွန်မြို့တွင်းအသင်းတို့ဟာ ည10နာရီချိန်ကိုရောက်ရင်သမိပိုင်နယ်ပွဲစဉ်ရှင်မြန်ကစားတော်မှာဖြစ်ပါတယ်။အဲ့ဒါပြီးတော့နောက်ထပ်သမိပိုင်နယ်ပွဲစဉ်တစ်ပွဲကိုတော့မြန်မာစံတော် J ဒါနောက်တရက်ကူတော့ဆိုတော့နာနဲ့တနာရီခွဲချိန်မှာကစားမှာဖြစ်ပါတယ်။ Netherlands ယူဆက်ကုံမြို့မီတင်နဲ့ Mexico ယူဆက်ကုံမြို့မီတင်တို့ဒုတိယသမိပိုင်နယ်မှာထိတ်တဲတွေ့နေပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။